အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မနေ့မှာတော့တင့်နေထွက်တဲ့ညနေပိုင်းပါနော်65ထွက်တယ်ပေါ့နော်တင့်နေကိုကျွန်တော်ဒီမှာနော်ဝေးကတ်ထဲမှာဒုအနေနဲ့ပေးထားတင့်နေနေတဲ့ပေါ့နော်အဲ့နေတဲ့ကဘာကြောင့်ကြာလဲဆိုတော့ process ရှစ်ထွက်ပြီးသူ့အပေါ်တောက်ကြကနေကပြန်ဆင်းတတ်တယ်ဆိုသူ့ပရင်ချိန်နေမှာဆိုနော်တနင်္လာနေ့မှာဆင်းတာတနင်္လာနေ့မှာတိ6က6တိလို့ဆင်းတယ်3ညတော့3ညလို့ဆင်း ဒီနှစ်တက်ကကျွန်တော်နှစ်တက်တင်းနှစ်လို့ဆင်းသွားပါတော့။အဲဆိုတော့ကျွန်တော်တော့ကျွန်တော်နေ့တိုင်းမှာလည်းပေးလိုက်တယ်နော်။ဒီနေ့30ရက်နေ့မှာကျွန်တော်နေ့တိုင်းမှာနှစ်တက်ကို main ဆိုပြီးမှကျွန်တော်ပေးလိုက်တယ်။ထူးကတော့6ပြေပေါ့နော်။6ပြေကတော့မမိလိုက်ဘူးပေါ့။ညနေကတော့လွယ်သွား။ကျွန်တော်ဒီညနေမှာပေါ့နော်ကျွန်တော်ဒီမှာကျွန်တော် site ကိုကျွန်တော်ဒီ site လေးမစိုးဆိုပြီးမှပေးလိုက်တာပေါ့နော်။တင်းနှစ်ထွက်တဲ့ site လေးနဲ့ကျွန်တော်ညနေကိုဒီ 50ခွန်ကိုကျွန်တော်ထပ်ပြီးပေးလိုက်သေးတယ်ဒါပေမဲ့သူက50ခွန်လို့မထွက်တော့ကျွန်တော်တို့6 rate ထွက်အဲ tip rate ထွက်သွားတယ်65ဆိုပြီးမှသူကတင်းနေအပေါ်နော်သူက9ကို9လို့ကြတယ်တင်းနေအပေါ်ကခွန်400ဒီမှာ tip rate ပဲပြန်စင်းသွားသူ့အပေါ်မှာ nib rate nib rate ထပ်ထောက်တာပေါ့နော်အဲဟုတ်ပြီကျွန်တော်အဲ့ဆိုတော့နောက်တစ်ဆိုင်နဲ့သွားကြည့်မယ်ပေါ့နော်ကျွန်တော်ရိုးရှင်းရှင်းလေးပဲကျွန်တော်တို့ဒီ65ပေါ့နော်65ဒီ56ကိုခဏဖယ်ထားမယ်နော် 56ကိုခဏဖယ်လိုက်မယ်အဲ့တော့ကျွန်တော်65ထွက်တဲ့အပြင်နဲ့ကြည့်မယ်ဆိုရင်သူက65ထွက်ပြီးရင်လေသူအရင်တပတ်ပြီးရတဲ့တပတ်အင်္ဂါနေ့ညနေ8:00ဟာ18:00လို့ကြားရတယ်နော်ဒီမှာတော့နောက်ရက်တွေမှာပိတ်ရက်တွေဖြစ်သွားဟုတ်ပြီသူက18:00လို့ကြားတယ်အဲ့ဆိုတော့ဒီတစ်ချိန်မှာလေကျွန်တော်တို့65ထွက်ပြီးရင်နော်ဒီအင်္ဂါနေ့ညနေ8:00 3:00 8:00 3:00လို့ပြန်ဆင်းနိုင်တယ်ပေါ့နော် ကျွန်တော်တို့ဟောပြီအဲဆိုတော့တစ်တုံညာတစ်တုံညာလို့ဘာလို့ပြန်ဆင်းတယ်လဲဆိုတော့ဒီမှာဒီမှာကြည့်မယ်နော်65ထွက်ပြီးရင်ဒီမှာတစ်ချိန်နှစ်ချိန်ဆိုရင်တွက်တစ်တုံညာတစ် break ကပြန်ဆင်းတယ်နော်ကျွန်တော်ဒီမှာ56ထွက်ပြီးဟောမှာ65ဆိုရင်မှာတစ် break ကပြန်ဆင်းတယ်အဲဆိုတော့ဒီတစ် break ကထပ်ပြီးကြာနိုင်လေသူ့အပေါ်မှာဆိုရင်လည်းနော်ဒီမှာဆိုရင်65အပေါ်မှာဆိုရင်ဒီမှာ56တုံညာတစ်အဲတစ် break ဒီဆင်းထားတယ်ဟောမှာ60နှစ် တစ်ပရိက3ချိန်တော့ဆင်းထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ65ရဲ့ပုံမှန်တစ်ပရိက3ချိန်တော့ဆင်းထားဖြစ်တဲ့အတွက်အနည်းဆုံးနောက်လက်တစ်ချိန်ထပ်ကြရတယ်65ရဲ့အောက်မှာပေါ့နော်မှာတော့ပိတ်ရခံသွားတယ်ဆိုပေမဲ့နောက်ပပယူလိုက်မယ်ဆိုရင်ဒီမှာတစ်ပရိကပြန်ဆင်းတယ်ဒီဒီချိန်မှာ56က65လို့ဆင်းတယ်ဟုတ်ပြီခုနကကျွန်တော်ပြရတဲ့စာလေး65အောက်ကတစ်ရှစ်ထွက်တာကကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ရှစ်တွေကတစ်ရှစ်လို့ပြန်ဆင်းတာက ူက65ထွက်မှလည်းမဟုတ်ဘူးသူက56ထွက်တာ ਨੇ เนาะသူက56ထွက်တာ ਨੇ ဒီမှာ10ပူပါကျွန်တော်တို့10ပူလို့ပြန်ဆင်းတယ်ပြန်ဆင်းပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာတစ်တုံညာကလည်းတစ်တုံညာလို့ပြန်ဆင်းပေးနိုင်တယ်အကယ်၍ဒါမှမဟုတ်ဒီတစ်တုံညာကိုကျွန်တော်တို့နောက်ထပ်အကြံ၄ရက်မှထပ်ပြီးကစားလို့ရတယ်ပေါ့เนาะဟုတ်ပြီကျွန်တော်တို့အဲဆိုတော့ကျွန်တော်တို့ကဒီတစ် တုံညာမနေ့ပြန်ပေါ့နော်မနေ့ပိုင်းသူကတော့အားသားတယ်အဲဆိုကျွန်တော်တို့တစ်တုံညာကိုတစ်ဘရိတ်အနေနဲ့ဦးစားပေးပြီးဆော့မယ်ပေါ့နော်တစ်ဘရိတ်လိုက်မယ်ကျွန်တော်တို့အ ਨੇ ဆုံးသူကတော့ဒီတစ်တုံညာမပေးရင်နော်တစ်ဘရိတ်ကတော့ထပ်ပြီးပေးလောက်တယ်ပေါ့နော်ဟုတ်ပြီသူကပြောမယ်ဆိုရင်ဒီ65ရဲ့အပေါ်မှာဆိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာနော်၄3 3လေးသူ့ရက်တွေမှာဆိုရင်တုံညာတဲ့ 90နဲ့တေဘရိတ်3ညတ်တေ3ညတ်တေတေဘရိတ်ဒီမှာ၄ဘရိတ်၄ဘရိတ်ဒီအဲ့လိုအထောက်၄နဲ့ဆင်းလာတာဖြစ်တဲ့အတွက်ပေါ့နော်ဒီ shit တက်ကတော့တစ် shit လို့ကြားလို့ဆိုရင်ဒီတစ်3ညတ်တစ်3ညတ်လို့ဆင်းနိုင်တယ်ဟုတ်ပြီကျွန်တော်နောက်တစ်ဆိုင်လေးသွားကြည့်မယ်နော်တော့ခုနကတစ်3ညတ်လို့ပြန်ဆင်းနိုင်တယ်ဆိုတာနဲ့ကျွန်တော်နောက်တခုလေးပြန်ပြရမယ်နော်တို့ကဒီမှာကြည့် သူကတင့်နဲ့ထွက်ပြီးတော့သူကဒီမှာ68က60လို့8လို့ဆင်းတယ်เนาะအကယ်၍68လို့မဆင်းမနဲ့ဆိုရင်ကျွန်တော်တို့ကပြောမယ်ဆိုဒီမှာကိုင်က၄ break ကဟောဒီမှာ68ဆိုပြီးမှ၄ break ပြန်ကြာเนาะအဲ့ဒီတိုင်းဒီ65ကလည်းဒီမှာ3ည1တစ်3ညဆိုပြီးမှ3 break ကပြန်ဆင်းပေးနိုင်တယ်ဒါ break ကိုပြောเนาะအဲ့တင်းနဲ့ထွက်ပြီးတော့ကျွန်တော်ဒီ9ကို9လို့မပေးတော့9လို့ပထမတစ်ခေါက်မှပေးပါရတယ်ဒီတစ်ခေါက်မှတော့9လေးက ကျွန်တော်65ဆိုပြီး tip break ပေးသွားဖြစ်တဲ့အတွက်သူတင်းနေရဘွားဒီ9ကို9ကိုဒီလိုစဉ်းထားတဲ့ရှိမှာ ကျွန်တော်တို့ကသူ့ပေးမှာ68ကကျွန်တော်တို့ဒီမှာ68လို့ကြားတယ်ဗောနော်68လို့ကြားတယ်အကယ်၍သူ့ပေးက68က68လို့ကြားတာမဟုတ်ဘဲနဲ့သူ့အဖွာ68ကကျွန်တော်တို့ ဒီမှာ68လို့ကြာတာဆိုရင် ကျွန်တော်တို့3ည3နဲ့3 9နှစ်ကွက်ကိုပေါ့နော်နက်ပြန်ကိုထပ်ကစားမယ်3ည3 3 9ကျွန်တော်တစ်3ညပေါ့နော်အဲ3ကွက်ရှိပါပြီပေါ့အဲ့ပြီးတော့ကျွန်တော်တို့ဒီမှာနော်ကျွန်တော်တို့68 68 68နဲ့ထွက်တဲ့ဆိုင်မှာကြည့်မယ်ဆိုရင်နော်68တွေ့ပြီးသူက အင်္ဂါနေ့မှာနော်နောက်တစ်ပတ်အင်္ဂါနေ့မှာ၄၁၁၄ဆိုတော့ကျွန်တော်မွေးကနန်းနေ့မှာလည်းသူက main point မှာကြံနေတယ်၄၁နော်အဲ့၄၁၁၄ကိုကျွန်တော်တို့မနေ့ပြန်ကစားမယ်၃ည၅တော့ကျွန်တော်နေ့တိုင်းမှာအများရန်မွေးထိုးပါဘောနော်ကျွန်တော်မွေးကနန်းကလောဆယ်နှစ်တိကထွက်သွားပြီဖြစ်တဲ့အတွက်လောဆယ်ကြံခုနကကိုဆက်မွေးမွေးလို့ရတယ်ရောဘောနော်ကျွန်တော်ပြီးမှကျွန်တော်နောက်ပြန်အချိန်ထပ်ရရင်တော့ကျွန်တော်မွေးကွက်တွေကိုတေချာပြန်ကြည့်ပေးမယ် ဖြည့်ချပြန်ကြည့်ပေးမယ်လောဆယ်ဒီခုနကကိုဆက်မွေးနိုင်တယ်အဲဆိုတော့ကျွန်တော်တို့မနေ့ပြန်တွက်ကတော့ဒီတစ်လေးတစ်လေးကတော့ညနေပိုင်းမှာအကြများတယ်နော်68ထွက်ပြီးနောက်တစ်ပတ်အင်္ဂါနေ့မှာညနေပိုင်းမှာအကြများတယ်အင်္ဂါနေ့ညနေဘက်ကိုကျောင်းညနေဘက်ကိုအကယ်၍တစ်လေးမပေးရဘူးဆိုရင်သူကမဟာပရိကတော့ပေးနိုင်တယ်အဲဆိုတော့ကျွန်တော်တို့တစ်လေးတစ်ခွက်ကို main တင်ထုံးမယ်ညနေပိုင်းကိုတော့၅ break လိုက်မယ်ပေါ့နော်မနေ့ပိုင်းကိုတော့၁ break လိုက်မယ်အကယ်၍၁ break ၅ break ကို မနေ့ပိုင်း tip break ဆိုရင်9 break ကိုမနေ့ပိုင်းရန်လိုက်ပေါ့နော်ညနေပိုင်း9 break ကတော့အကယ်၍မနေ့ပိုင်းမှာ tip break မကြခဲ့ဘူးဆိုရင်တော့ကျွန်တော်ညနေပိုင်းကိုတော့ပြန်ပြီးဆက်လိုက်တင်တယ်ပေါ့နော်ဒါဒါမှမဟုတ် tip break ကတော့ကြန်8ချိန်ပေါ့နော်8ချိန်ကြန်၄ရက်အတွင်းမှာဆက်လိုက်လို့ရတယ်အဲ့တော့ညနေပိုင်းကိုတော့9 break ကိုအဓိကထားလိုက်မယ်9 break မှာမှာ tip လေးကို main tip လေးနဲ့90ကို main တက်ထုံးမယ်အကယ်၍မနေ့ပိုင်းကို tip break မထွက်ခဲ့ဘူးဆိုရင်ညနေပိုင်းမှာ9 break ကို maintain ဟုတ်ပြီတေးပရိတ်ကိုရန်ကစားမယ်ပေါ့နော် ဟုတ်ပြီကျွန်တော်တို့နောက်တစ် site နဲ့တွားကြည့်မယ်ပေါ့နော်ကျောင်းဒီမှာနော်သူက28အတွက်တယ်28တောက်ကြနေမှာ28ထွက်ထားပေါ့နော်28ထွက်ထားတဲ့အားမှာ तू ကဘယ်လိုလာလဲဆိုတော့အကြောတော့เนาะ ်အင်္ဂါနေ့ကနံသူ့ရဲ့အင်္ဂါနေ့ကနံ20ကအင်္ဂါနေ့မှာ20ဆိုပြီးပြန်ကြတယ်။ဒီမှာနေ့၄6ပြည့်ထွက်တာနော်။ဒီဒီချိန်မှာလည်းဒီမှာနေ့၄6ပြည့်ထွက်တာ။6ပြည့်ထွက်ထားတဲ့အတွက်ကျွန်တော်တို့ကပြောမယ်ဆိုရင်သူ့အင်္ဂါမနေ့ကနံဆိုပေမဲ့တချို့ကနံတွေကညနေကနံတွေထပ်ကြတတ်လို့ခုနကကျွန်တော်တို့ကြည့်တဲ့ဒီ65ဆိုင်နဲ့ဆိုရင်ဒီကတစ်တုံညာပို့လို့ကောင်းတယ်ပေါ့နော်။တစ်တုံညာပို့လို့ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့က ီတစ်တုံညကိုကျွန်တော်တို့ကမိန်တင်ကစားတယ်။သူကအင်္ဂါနေ့ကနေ28ရက်ထိသူအင်္ဂါနေ့ကနေက20က20လို့ပြန်ကြတယ်။အဲ့ဒါဆိုတော့ဒီနှစ်လေးကလည်းကျွန်တော်တို့ကဒီမှာအင်္ဂါနေ့နဲ့မှ24ဆိုပြီးမှပြန်ဆင်းနိုင်တယ်။ဆင်းနိုင်တဲ့အတွက်ကျွန်တော်ကတော့6ရက်ကိုကတပတ်စာပေးထားရှိတယ်။အကယ်၍ချပရိတ်လိုက်တဲ့လူဆိုရင်တော့ကျွန်တော်တို့မနေ့ပြန်တော့ခွင့်ကောင်းတယ်ဗောနော်ပြောမယ်ဆိုတော့ဒီ ဆိုင်အတိုင်းယူရှင်းလေးကြပြင်မယ်ဆိုရင်ကျွန်တော်တို့ကဒီ24တခွက်ရှိမယ်တစ်တုံညာတော့ခုနကပါသွားပြီလားညမနဲ့ကဏ္ဍကစားမယ်ဆိုတော့ကျွန်တော်အင်္ဂါနေ့ကဏ္ဍနေ့လေးနဲ့တစ်တုံညာ2ခွက်ပြန်ကစားမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်နောက်တစ်ဆိုင်နဲ့ထပ်ကြည့်မယ်ပေါ့နော် ီနှစ်လေးထွက်ထားတဲ့ဆိုင်နဲ့ပေါ့နော်။သူနှစ်လေးထွက်ထားတဲ့ဆိုင်မှာ သူ့တင်းနှင်းလာမနဲ့ကနန်းနော်။တင်းနှင်းလာမနဲ့ကနန်း၄၅ကကျွန်တော်နောက်တစ်ပတ်မှ၅လေးဆိုပြီးမှကြားတယ်။အနှစ်လေးရဲ့ဘေးက54ဆိုတဲ့ကနန်းကနောက်တစ်ပတ်တင်းနှင်းလာနေမှာ55လို့ကြားတယ်။သူကအကြများတော့တင်းနှင်းလာနဲ့ကြားရေးမှာသွားကြားတယ်နော်။အဲ့ဒါဆိုတော့ဒီတစ်ပတ်မှကသူ့အပေါ်အောက်ကနန်းချိန်လိုက်မယ်ဆိုရင် နှစ်လင်းနှစ်လေးပေးရစင်ကျွန်တော်တို့6 6နဲ့တစ်တုံညအဲ့နှစ်ကွက် ရှိမယ်ပေါ့နော်6 6နဲ့တစ်တုံညဒါကတော့ပြောမယ်ဆိုတော့တစ်တုံညကတော့ကျွန်တော်မနေ့ပြန်အဓိကပေးထားဖြစ်တဲ့အတွက်ကျွန်တော်6 6ကိုတော့ရန်ပြီးထိုးမယ်ပေါ့နော်86တစ်ကွက်ကိုဒီအဆိုတော့ဒီနှစ်လေးတစ်တုံညမှာကျွန်တော်တစ်တုံညဆိုတာလေခွင်းရောင်ကောင်းတယ်ခင်ဗျာအဲ့ဒီ break ကနောက်ကျွန်တော်ပြောလို့ဂျန်6ချိန်မှာဆက်မွေးရလို့ရတယ်ပေါ့နော်ဆက်မွေးပြီးထိုးရတော့ ျွန်တော်ဒီ86 site နဲ့ကြည့်မယ်ပေါ့နော်86ရဲ့ site နဲ့ကြည့်မယ်ဆိုရင်ဟောဒီမှာသူက90ကနောက်တစ်ပတ်မှာသူအောက်ကဆင်းတဲ့ကဏ္ဍနော်86အောက်က90ရဟောဒီမှာ၃ညပို့လို့ဆင်းတယ်86အောက်ကကျွန်တော်တို့ဒီမှာ10ပူကဟောဒီမှာ10ပူလို့ဆင်းတယ်ဟောဒီမှာဒီဒီဒီတစ်ချိန်မှာဆိုရင်56ကဒီမှာ56လို့ဆင်းသွားတယ်နော် သူကပြောမှာစံဒုတိယတစ်ခါမှာ968ခုက968ခုနှစ်ခါတော့ကြာတယ်ဟောဒီမှာဆို96 3ခါတော့ကြာပါတယ်เนาะအဲ့ပြီးတော့86အောက်က84 84ရာ84ကျွန်တော်4ခုဆိုပြီးမှကြာတယ်အဲ့လိုဖြစ်တွေ့တွေ့ကျွန်တော်ဒီနှစ်လေးတစ်ခွက်ကကျွန်တော်တို့ share ကောင်းတယ်ပေါ့เนาะတော်တော်ကြီးကိုကောင်းတယ်သူက အဲ့ဆိုတော့ကျွန်တော်တို့ဒီနှစ်လေးထုတ်ဘက်ကို6ပြီလိုက်တဲ့လူဆိုရင်ဒါနှစ်လေးထုတ်ဘက်ကို main တင်ကစားမယ်ပေါ့နော်။သူကစပြီးကြပေးတာဒီမှာ10ပူက10ပူလို့အင်္ဂါနေ့မှာစကြပေး။သူကတောက်ကြနေပြီးတော့ထိုးရမယ်။ပြောမစွန်းတော့ဒီနှစ်လေးထုတ်ဘက်ကကျွန်တော်တို့မွေးထိုးရနှစ်လေးနဲ့30ပေါ့နော်။ကျွန်တော်တို့ပြောလဲမွေးထိုးရလို့ရ။ break လိုက်တဲ့လူဆိုတော့ main တင်ထိုးပေါ့နော်။အဲ့ဆိုတော့ကျွန်တော်နှစ်လေး30ကကျွန်တော်တို့က site ကတော်တော်ကောင်းတယ်ပေါ့နော်။ ကျွန်တော်ဒီနှစ်လေးနဲ့30နဲ့ site ကတော်တော်ကောင်းပါတယ်ပြောမယ်ဆိုတော့ဒါပြန်ကြပြန်ကြပုံစံပေါ့နော်အဲဒီ design ကိုလည်းတွားကြည့်မယ်ဆိုရင်ကျွန်တော်တို့ကပြောမယ်ဆိုတော့เนาะ60နဲ့60နဲ့ထွက်ပြီးတော့เนาะသူကဒီ2အရင်တစ်ပတ်တောက်ချနေရခဏ 50နဲ့ခွန်3ကအင်္ဂါနေ့မှာခွန်3ကြတယ်ဟောဒီမှာ20ဆိုတဲ့သူ့ဘေးရကဏ္ဍကဟုတ်သူ့နှစ်ပတ်မြောက်က28ပူက10ပူ20ဆိုရင်နှစ်ကွက်လုံးဆင်းတယ်နော်10ပူ20ဆိုတော့ကျွန်တော်ပြောလို့53ခွန်3ခွန်ကလည်းကျွန်တော်တို့မနေ့ပြန်ကိုကစားမယ်တို့ပြောမှဆိုတော့ခြံငယ်ရမယ်အကွက်တွေတော့မဟုတ်ဘူးနော်အဓိကထိုက်ရမယ်အကွက်တွေတော်တော်များတယ်အ ਨੇ ဆုံးတော့ကြာနိုင်ကြီးရှိတယ် အဲ့ဆိုတော့ကျွန်တော်မွေးကတ်တွေကြည့်လိုက်မယ်ဆိုရင်တော့မွေးကတ်ဆိုကျွန်တော်ပတ်တိုင်းပေးပါတယ်ပတ်တိုင်းနီးပါးကိုမွေးကတ်အနည်းဆုံးတစ်ခွက်တစ်ခါလေးကျရင်နှစ်ခွက်ထွက်တယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့နည်းပြန်ကစားမယ်ခဏန်းပေါ့နော်ဘရိတ်ကတော့ကျွန်တော်ပြောလို့တစ်ဘရိတ်တစ်ဘရိတ်ရယ်ကျွန်တော်တို့၅ဘရိတ်ရယ်၅ဘရိတ်ကတော့အင်္ဂါနေ့တည့်ရက်ပဲကစားရမှာနော်တစ်ဘရိတ်ရယ်၆ဘရိတ်ရယ်ကတော့ကျွန်တော်ကြံ၈ချိန် ကစားလို့ရပါတယ်ကြံရှိချိန်မှာကျွန်တော်အကြိုက်လိုက်လို့ရပါတယ်เนาะဒါမဲ့သူပေးနေတဲ့ဆိုင်ရဆိုရင်သူကအင်္ဂါနေ့မှာခြာဘူးကများတယ်ပေါ့เนาะအဲဆိုတော့ကျွန်တော်တို့မနေ့ပြန်တော့ပေါ့เนาะမနေ့ပြန်တော့ကိုကျွန်တော်တို့ကြည့်လိုက်မယ်ကျွန်တော်တို့အဲဆိုเนาะ main နေ့ပြန်တည့်ရနေပေါ့เนาะတည့်ရ9:20နော် ကျွန်တော် main ကတော့နေလေတေတုံညာပြီးတော့တစ်လေအာတုံညာပေါ့နော်ကျွန်တော်တို့ဒုကိုပါကျွန်တော်တို့ကဘာလိုက်မလဲဆိုတော့သူကကျွန်တော်တို့ကရှင်း9ရဲ့ကျွန်တော်တို့3ခွန်ရဲ့ 15ရက်တုံးခွန်ရက်ခဏနေရတော့ဒါလေးကြတော့ကြံတော့ကြံခဲ့တယ်ဗျကျွန်တော်လည်းဒါလေးကြံမေးဟောဒီမှာကျွန်တော်တို့ဒီဆိုင်နဲ့ကျွန်တော်တို့3 3တုံး9ရှိမယ်3 3 3 9อ่าวเนาะคะแนนเนี่ยอกลงอาทูอ่ะมาอยู่เว้ยครับ ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะကျွန်တော်ပြောတဲ့ break တွေကိုလည်းအဓိကထားပြီးလိုက်ကြပါမယ်ကျွန်တော်ဗီဒီယိုက15မိနစ်စာပဲလောဆယ်တင်လို့ရတာဖြစ်တဲ့အတွက်ဗီဒီယိုဒီမှာပဲရန်လာလိုက်ပါမယ်ကြည့်ပေးတဲ့ရောက်ချင်းစီတွေကိုလည်းကျေးဇူးတင်ပါတယ်